ဒီတစ်ခါမှာပရိသတ်တွေဆက်ပြီးတော့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ shooting making ဖြစ်ပါရှင်။ဒီတစ်ခါဆက်ကဆိုရင်တော့ writer ပွင့်သင်္ကေတော်ရိုက်ကူးတဲ့နေနဲ့ပွင့်နဲ့ကုမှုဒရာလို့အမည်ပေးထားတဲ့ဆက်ကဖြစ်ပါတယ်။ပါဝင်တဲ့တရုတ်ဆောင်နေရာဆိုလို့ရှိရင်တော့မင်းဦးဇေယျထက်နဲ့အနန်းစုဦးတို့ဖြစ်ပါရှင်။ရုပ်ရှင်ဆက်ကရဲ့ကွင်းပုံရိပ်ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒီ character ကိုအသက်ဝင်အောင်လို့ဘယ်လိုမျိုးဖန်တီးပြီးတော့တရုတ်ပေါ်သွားမလဲ။နောက်ပြီးတော့ဒီဆက်ကအနေနဲ့တစ်ဆင့် writer ပရိသတ်တွေဘယ်လို message တွေပေးချင်လဲဆိုတာကိုစုစည်းထားတာကိုလည်းအခုလိုပဲတင်ဆက်ပေးချင်ပါရှင်။ မနာကျပရိသတ်များခင်ဗျာအနည်းပညာမကောင်းခင်စီစဉ်ရနေပြီးတော့ပရိသတ်တွေအတွက်ရှူတီမေကင်ကဏ္ဍကိုတင်ဆက်ပေးတော့မှာပါအခုဆိုလို့ရှိရင်တော့ကျွန်တော်ရနေတဲ့နေရာဆိုလို့ရှိရင်ဒါမျိုးကောင်မှာရှိတယ်အာယုံဗီဒီယိုဒါရုပ်ရှင်ချမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာဆိုလို့ရှိရင်အာဒါရိုက်တာအာယုံဦးပင်းသိန်းကြီးဆိုရိုက်ကူးနေတဲ့ဒါဗီဒီယိုဇက်ကရိုက်ကူးနေမှုမြင်ကွင်းတွေကိုပရိသတ်တွေမြင်တွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုလို့ရှိရင်ပါဝင်ကြတဲ့အထူးကတရုတ်ဆောင်နေနေတယ်အကယ်ဒမီမင်းဦးခင်စားကြီးကျော်ဇေယျထက်နန်းစုရောနေပြီးတော့အထူးကပါဝင်တရုတ်ဆောင်လာလို့သိရပါတယ်ဇက်ကရိုက်နာမည်ကတော့နေနေပွင့်တဲ့ကူမိုဒရာဆိုပြီးတော့ပေးထားတယ်လို့သိရပါတယ် တယ်ဒီတော့ပြည်သက်တွေနေနဲ့ဒီနေ့ရိုက်ကွင်းနောက်ကွယ်ကပုံရိပ်တွေကိုကျွန်တော်တို့ဆက်ပြီးတော့ရှုစားကြည့်ပေးပါအောင်ခင်ဗျာ ဒီနေ့ရိုက်တဲ့ကားလေးကနေနေပွင့်နဲ့ကုမှုဒရာပေါ့နက်စကားမြည်လေးရတော့သူကဘလိုဇလန်လေးနဲ့ဆိုတော့အရင်တို့ဘလိုပြောမလဲဦးမင်းဦးရဲ့အနီးခင်စားကြီးကျော်ရဲ့သူတို့လင်မြန်သူတို့ကလေးမရတော့သူတို့ကကလေးလေးတောင်မွေးစားလိုက်တယ်အမွေးစားလိုက်ကလေးလေးကနန်းစုဖြစ်လာဖြစ်လာမှတဆင့် အမဥမင်းကသူ့သမီးလေးကိုသူကဘယ်လိုပြောမလဲတခါလေးအဖေပုံစံနဲ့မဟုတ်ပဲနဲ့တခါလေးသူ့ဘာသူစိုက်ကူကြီးဖြစ်ပြီးတော့ဟိုနောက်ဆုံးကျတော့ဇီရဲထက်ကအမသန်းစုနဲ့တွေ့ရဲသူတို့နောက်ကြိုက်သွားတဲ့ချိန်ကျသူကသူကတအားပောက်ခွဲပြီးတော့အဲ့ချိန်ကျတော့မှအမဟိုမဖြစ်တဲ့နိုင်ဖြစ်ကောင်းတယ်အမျိုးစုံမနော်အဲ့လိုမျိုးလေးတော့ပွင့်ဒီခါအရင်တော့ပွင့် suspend နေပါလေတခါမမြိုက်ဘူးတော့ဒီကားလေးပွင့်စိုက်အိတ်ကြီးရကော တို့ကဟိုဒီအခုအခုရိုက်တဲ့အခန်းဒီနေ့ရိုက်တဲ့အခန်းဆိုငယ်ဘဝပေါ့အမကိုဝင်ရှိရယ်ကိုဝင်ရှိပြီးတော့ abortion ဖြစ်သွားတဲ့အချိန်မှာအာကလေးလုံးဝမရနိုင်တော့ဘူးနောက်ထပ်ပေါ့နော်အဲ့ခါမှာဟိုဘယ်လိုပြောရမလဲကိုယူထားတဲ့ယောက်ျားက အရန်ကလေးကိုယူသွတ်တယ်ပေါ့ယူသွတ်တဲ့အခါကျတော့ကလေးလိုချင်တယ်ဆိုပြီးတော့အရက်တွေတောက်ပါညာဆိုတော့အဲ့တော့ကိုကနေပြီးတော့ဖြည့်သိမ့်တဲ့အနေနဲ့ပေါ့နော်ကလေးတောင်မွေးစားမယ်ဆိုပြီးတော့မွေးစားလိုက်တာနန်းစုဦးပေါ့တမီးကိုချစ်တဲ့စိတ်ကအရန်ယူသွတ်ပြီးတော့ခါကျတော့ဒီနောက်ဆုံးလဲကျတော့တမီးကိုတဝင်းနေတူအဲ့မှာမှအမရဲ့ကာရက်တာကျတော့တမီးနဲ့ယောက်ျားနဲ့ကြားမှာစိတ်ညစ်ရတယ်ပေါ့အဲအဲ့လိုမျိုးပေါ့နော် ထဲမှာကျွန်တော်ကပတ်စံမကြီးတဲ့ကောင်းလေးတယောက်ပေါ့အဲနန်းစုဝီရဲ့အဖေနဲ့အမေတွေကကျွန်တော်ဒီကောင်မမိသားသူသမီးလို့အရန်ချက်တာသူသမီးကိုဘယ်ယောက်ျားနဲ့မှသူကမတူမတန်ဘူးလို့ပုံစံမျိုးပဲသူသမီးကိုအလားပဲချင်းသူသမီးနဲ့ပဲသူတို့တသက်လုံးအပြူကြီးပုံစံမျိုးပဲသူနေစေချင်တာအဲ့လိုပုံစံမျိုးအတ္တကြီးတာပေါ့မိဘရဲ့အတ္တပေါ့အမှကောင်မလေးနဲ့ကျွန်တော်နဲ့ချစ်ပြီးရောဟိုပေါ့နော်အပြင်မှာပဲ ဟိုတွေ့ကြတာပေါ့အမအဲ့ဒီကောင်မလေးမှာကိုဝင်ပါသွားတယ်အဲ့မှာကိုဝင်ရှိတဲ့ဥစ္စာကိုသူ့ဟိုကောင်မလေးရဲ့ဖေကသဘောမတူသဘောမတူပဲနဲ့ကောင်မလေးကိုပိတ်လောင်ပြီးတော့ကလေးကိုသူတို့ကိုယ်တိုင်အမွေးတယ်အဲ့မှာကောင်လေးကခုတ်ခုတ်တွေ့ပြီးသူသမီးလေးနဲ့သူ့မိမောင်လာလာချောင်းချင်မှာမိသွားတဲ့အချိန်မှာသူ့သမီးကိုရိုက်နှက်နေတယ်သူ့သမီးကစုံသွားတာအဲ့မှာသူ့မိမောင်ကဘာကြောင့်တရားလဲဆိုတော့ဟိုပြန်ပြီးတော့စုံစမ်းဖော်ထုတ်တဲ့ကားမျိုးလေးပေါ့ခင်ဗျဟုတ်ပြီ ားတဲ့ကာရိုက်တာလေးကတော့ဟောဘယ်လိုခေါ်မလဲစိတ်တစားဆန်တဲ့အဖေတယောက်ဖြစ်သွားတာပေါ့အဲ့လိုကာရိုက်တာလေးပါ၃လေးပိုင်းလောက်ရှိရအခုလောက်ရတဲ့ကာရိုက်တာဒီထဲမှာဟိုဟိုဘယ်လိုခေါ်မလဲဟိုအရွယ်ရလည်းနည်းနည်းလေးပြောင်းသွားတာပေါ့နော်အဲ့အပေါ်မှာတော့ဒိုက်တာနဲ့ညှိပြီးတော့ဟိုကိုတီချာလေးအခုဒီကားထဲမှာတီချာလေးကြိုးစားထားပါတယ်ဒီကားထဲမှာပါဝင်ရတဲ့ character ဟိုလောရတာနှစ်ခုပေါ့เนาะ။ तू က အမော်တော့မဟုတ်ဘူးဒါပေမဲ့နှစ်ကိုလောရတာပေါ့နော်တကူကကျတော့အဲ့ဒီညိုပြဆိုရဲကောင်မလေးရဲ့နောက်တကူကကျတော့သူ့မွေးလာတဲ့သူ့သမီးလေးရဲ့အဲ့ဒီသမီးလေးကလည်းနန်းစုပဲအဲ့ဒီကောင်မလေးညိုပြကလည်းနန်းစုပဲပေါ့နော်ဒီကလေးမှအဲ့လိုတယောက်ဆောင်ထားပါတယ်ဟုတ် ော့လည်းပဲအနုပညာရှင်တွေရဲ့လှုပ်ရှားမှုတွေအမြင်တွေကိုတင်ဆက်ပေးချင်ပါသေးတယ်ရှင်။အခုလတ်တလုံးမှာပရိသတ်တွေအတွက်အနုပညာရှင်တွေကဘလို့လှုပ်ရှားမှုတွေသူတို့ရဲ့အနုပညာပိုင်းဆိုင်ရာပြုလုပ်နေလဲဆိုတာကိုပရိသတ်တွေမျက်ခြင်မပြတ်ပြောပြပေးချင်တာရှိပါသေးတယ်။ဒါဆိုရင်အခုပဲနားဆင်လိုက်ရအောင်ပါ။လတ်တလုံးမှာပရိသတ်တွေချစ်တဲ့အနုပညာရှင်တွေသူတို့ဘာတွေလုပ်နေလဲဆိုတာ။အနန္တရိုက်မယ်။အနန္တရိုက်ပြီးလို့ရှင်။လာမယ့်ဒီဇင်ဘာမှာရုပ်ရှင်ကားကြီးအနေနဲ့အဲ့လိုပဲဒီနိုင်ငံအနေနဲ့ တခါမှမရှိဘူးသေးတဲ့ဇာလန်တစ်ခုကိုရိုက်ဖို့ကျွန်တော်ပြင်ဆင်နေပါတယ်ဒီဇင်ဘာမှာရိုက်ဖြစ်ပါလိမ့်မယ်အအခုကျွန်တော်ဒီလအခုပြီးခဲ့တဲ့နှစ်ရက်ကတော့ကျွန်တော်ရဲ့ MDV ခွေပေါ့နော် Super Star MDV ကိုကျွန်တော်ဆန်ဆန်တင်လိုက်ပြီဆန်ဆန်တင်တော့ကျွန်တော်နောက်လာတလို့ချိန်နောက်ဆိုတော့ဖြန့်ချီပိုင်းကိုကျွန်တော်တို့ဖြန့်နိုင်ပြီထင်ပါတယ်အဲ့တော့နောက်လာကြရင်တော့ကျွန်တော်အ DVD ခွေလေးကျွန်တော်ထွက်ပါလိမ့်မယ်ဆိုတော့အခါပြည်သက်လည်းအပေးပါအောင် ဟုတ်ကဲ့မဟိုကျွန်တော်အခုလောဆယ်မှာကျွန်တော်ဗီဒီယိုမင်းသားလုပ်နေရပါတော့เนาะဆိုတဲ့အခါကျတော့ဒီအားကျတော့ဟိုဟာဒါကျွန်တော်ရတာကားကြီးဒါပထမအဦးဆုံးအနေနဲ့ရိုက်တာပါเนาะဆိုတော့ဒါကိုစတီးရနေပြီးတော့မှအာကျွန်တော်မိတ်ဆက်ပေးမယ်ဆိုပြီးတော့မှအဲမှာဆက်ရိုက်ဖြစ်သွားတယ်ပေါ့เนาะဟိုတကယ်တကယ်မှကျွန်တော်ကျတော့ဗီဒီယိုရိုက်နေတာဆိုတော့အခုကျွန်တော်ငါးကားလောက်ရပြီပေါ့เนาะဆိုကောင်းဆောင်မင်းသားနေရာနေပြီးရိုက်တာပါဆိုတဲ့အခါကျတော့ကျွန်တော်ကနေပြီးတော့မဟာသားတော့ကျွန်တော်မရဘူးဗျကျွန်တော်ကအဲ့ဒီခွာတွေသွား drama action တွေကျွန်တော်သွားတာအပိုများတယ်ပေါ့နော် ီနေ့အတွက်နောက်ဆုံးတင်ဆက်မယ့်ကဏ္ဍကတော့ Facebook ပေါ်မှာအနည်းပညာရှင်တွေအမြင်လေးဖြစ်ပါတယ်။ဝေးကွာနေတဲ့သူတွေကိုနှိကအောင်အထူးသဖြင့်အနည်းပညာရှင်တွေအနည်းစေလှုပ်ရှားမှုတွေကိုပရိသတ်တွေသိရှိစေဖို့အတွက်လည်းပဲနေရာတစ်ခုဖြစ်တဲ့ Facebook ပေါ်မှာသူတို့ရဲ့အမြင်လေးကိုလည်းအခုလိုပဲပြပြပေးခဲ့ပါတယ်ရှင်။ကျွန်တော်တို့လူမျိုးတွေကိုအရန်ကိုလွှမ်းမိုးပါတယ် အလွှမ်းမိုးတဲ့ခါမှာအလွှမ်းမိုးကံအသုံးဆွဲတဲ့ပြိသက်တွေနေနဲ့ဆင်ကျင်တုံတရားနဲ့ကိုပိုင်အသိဉာဏ်လေးကိုရှင်းတန်းတင်အသုံးပြုစေချင်ပါတယ်။အာ Facebook နဲ့ပတ်သက်ပြီးတော့အခုနောက်ပိုင်းကလူတော်များများ Facebook သုံးလာရပေါ့နော်။အဲ့အတွက်ကျတော့ကျွန်တော်ပြောချင်တာအ Facebook ကိုကိုယ့်အတွက်အကျိုးရှိစေမဲ့ဟာလေးတွေပဲသုံးစေချင်ပါတယ်။သူများအတွက်ကောကိုယ့်အတွက်ကောအကျိုးမရှိတာတွေတော့မလုပ်စေချင်ပါဘူး။ဟုတ်။ ဟိုမသုံးရဘူးဆိုတော့လည်းမဟုတ်ပါဘူးဒါကတော့ဟိုဘယ်မှလဲအကောင်လုံး communication ဖြစ်အောင်တော့သုံးရမယ်ဒါပေမဲ့လည်းအရင်ကြီးစောစဲမတ်မတ်ပေါ့နော်ဒါကိုပဲတနေ့မှမနဲ့မိုးလာရင်မိုးလင်းလာရင်ဒါမတင်ရရင်ဟိုသူများ post တွေ like မလုပ်ရရင် comment တွေမရေးရရင်အဲ့ဒါမှစားမွေအိမ်မပျော်ဘူးလောက်တော့မဖြစ်သင့်ဘူးလို့ထင်တယ် ဒီနေ့အတွက်တော့အနုပညာလှူရှားမှုအကြောင်းအရာတွေအားလုံးကိုစုံလင်စွာနဲ့တင်ဆက်ပေးပေးပြီဖြစ်ပါတယ်။ပရိသတ်တွေအတွက်အပတ်စဉ်တနင်္လာနေ့ကနေပြီးတော့တောက်ချာနေ့အထိအနုပညာမှုကောင်းကင်အစီအစဉ်ကိုပြသလေးရှိပြီးတော့ဝေဖန်အကြံပြုလိုတဲ့အကြောင်းအရာတွေကိုဆိုရင်တော့ www.facebook.com/askyshow မှာဝင်ရောက်ပြီးတော့ပြပြနိုင်ပါတယ်ရှင်။ဒါရိုက် live streaming ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ www.mrtv4.tv မှာပြသနေတဲ့အချိန်နဲ့တပြေးညီ online မှာပဲဒါရိုက် live streaming ကြည့်ရှုနိုင်ပါပါ။ဒီနေ့မှာအချိန်ပေးပြီးတော့အားပေးတဲ့အနုပညာချက်ပရိသတ်တွေအားလုံးလည်းကျေးဇူးတင်ပါတယ်။နောက်တစ်နေ့မှာလည်းပရိသတ်တွေလက်ဆက်တဲ့ တင်ဆက်မှုတွေကိုရွေးဆောင်ပေးလာပါမယ်ရှင်။